င်းမြူရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ့်ဆေးကဒီဆေးပါပဲခင်ဗျာပတ်သက်သောတရ ပါဝင်ပစ္စည်းများ တမီလီလီတာလင်ပါဝင်မှုပတ်တာဖော့ဖန်တရ မီလီဂရမ်ဗီတာမင် B12 ဆိုင်နိုကဘလမင်50မိုက်ခရိုဂရမ်အခြားဖြည့်ပစ္စည်းများတမီလီလီတာအထိပေါ်ပြချက်များဘုဒ္ဓဖစ်ပန်ဒီခန္ဓာကိုယ်အတွင်းစွမ်းရင်ဇီဝကမဖြစ်စဉ်တွင် ပါဝင်သောသွေးရေရှိ phosphorus ပမာဏကို ပြန်လည်ဖြည့်တင်းပေးသောအသေးလှုပ်ဆောင်မှုကိုပံ့ပိုးပေးပြီးပင်မနှွမ်းနယ်နေသောသွေးကြောများနှင့်နှလုံးကြက်သားကိုလှုံ့ဆော်ပေးသော organic phosphorus ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ဆေးဘက်ဆိုင်ရာတက်ရောက်မှုထက်ခန္ဓာကိုယ်၏တဘာဝလှုပ်ဆောင်မှုကြောင့်အဆိပ်တောက်ဖြစ်စေမှုနှုန်းအလွန်နှိမ့်ပါသည်။ဂျီနောကဘလမင်၊ဗီတာမင် B12 အားသည့် တွင်းနေဦးစဲများဖွဲ့တည်မှုအပါအဝင်ဇီဝကမဖြစ်စဉ်အာလုံးနီးပါးကိုကူညီပေးပြီးပရိုတင်းကာဘိုဟိုက်ဒရိတ်နှင့်အဆီဒက်များဇီဝကမဖြစ်ပျက်မှုကိုလှုံ့ဆော်ပေးပါသည်အသုံးပြုရန်ညွှန်းစာဘောဒဆော်တရကိုအဟာရချို့တဲ့မှု စီမံခန့်ခွဲမှုညံပြင်းမှုသို့မဟုတ်ယောဂများဥပမာကြီးထွားရေးနှင့်အဟာရဆိုင်ရာချို့ရင်းချက်များနွားမများတွင်ဖြစ်သောဒုတိယဆင့် ခေထဆေယောဂဒိုးမဖြစ်ပေါ်လာသောရုတ်တရက်သို့မဟုတ် နာတာရှိဇီဝကမချွေရွေးမှုများကြောင့်အာဟင်ကုန်ခန်းခြင်းအတွက်အသုံးပြုနိုင်ပါသည် မျိုးပေါင်းမှုဆိုင်ရာမျိုးမအောင်ခြင်းတာမွေပြီးယောဂများအတွက်ကြိုတင်ကာကွယ်ကုသရန်နှင့် မျိုးမအောင်ခြင်းကုသမှုကိုပံ့ပိုးရန်အသုံးပြုနိုင်ပါသည်စိတ်ဖိစီးမှုအလွန်ကြုံအလုပ်လုပ်ရခြင်းပင်ပန်းနွမ်းနယ်ခြင်းနှင့်ခုခံအားကျဆင်းခြင်းတို့တွင်အာဟင်ဖြစ်စေဖြစ်လေ အာနေခြင်းဒုတိယဆင့်သွေးအားနေယောဂါနှင့်အေးမိခြင်းတို့တွင် ကောင်းမွန်စေသောဆေးအဖြစ်အသုံးပြုနိုင်ပါသည်ဘုရဆောတရသည်ကြက်သားစီဝကမှဖြစ်စဉ်မျိုးမအောင်ခြင်းကုသမှုကြက်သားတောင့်တင်းခြင်းနှင့်ကြက်သားအားနေခြင်းတို့ကို ကုသရာတွင်ကယ်စီယမ်နှင့်မဂနီစီယမ်ဆေးပါသည့်ကုထုံးများနှင့် တွဲဖက်၍အကူဆေးအဖြစ်အသုံးပြုနိုင်ပါသည်ဆေးပမာဏနှင့်နီလန်းသွေးကြောတဲ့ကြက်သားတဲ့သို့မဟုတ်အရေပြားအောက်သို့ထိုးနိုင်ရန် မြင်းနှင့်နွားများတွင်65မီလီလီတာမှ25မီလီလီတာအထိနွားကလေးနှင့်မြင်းပေါက်65မီလီလီတာမှ12မီလီလီတာအထိစိတ်နှင့်သိုးတကောင်လျင်0.5မီလီလီတာမှ5မီလီလီတာအထိသိုးကလေးနှင့်စိတ်ကလေး0.5မီလီလီတာမှ2.5မီလီလီတာအထိဝက်များတွင်တကောင်လျင်0.5မီလီလီတာမှ10မီလီလီတာအထိ ဝက်ကလေးတစ်ကောင်လင်ဈေး1မီလီလီတာမှ2.5မီလီလီတာအထိခွေးနှင့်ကြောင်များတွင်ဈေးသူည3.5မီလီလီတာမှ5မီလီလီတာအထိကျန်းနှင့်ဘဲများဈေး1မီလီလီတာအထိအသုံးပြုနိုင်ပါသည်ဆရာဝန်ညွှန်ကြားချက်ဖြင့်နေ့စဉ်ပြန်လည်ထိုးနှံနိုင်ပါသည် နာတာရှည်ယောဂများအတွက်တစ်ပတ်မှနှစ်ပတ်ကြာသို့မဟုတ်ထိုးထက်နည်းသောကြာချိန်ဖြင့်ဈေးပမာဏတဝက်တာပေးပါ ကျန်းမာသောတရိษံများတွင်ဈေးပမာဏတဝက်တာပေးပါ မေးထွက်ဆိုကြိုးများမရှိပါစေးထိုးပြီးစားသုံးရန်အချိန်အသားအတွက်သူညရက်နို့သူညရက်ကြိုတင်ရက်ရံမလို့တိမ့်စင်းနေ၆တွေ့အေးမြသောနေရတာပါ အပူချိန်30စင်တီဂရိတ်တွင်တိမ့်စီပါမွေးမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာမမတနိုင်တပိုင်းဝက်မွေးမြူရေးမွေးမြူရေးညီကိုများစိုက်နှစ်သက်ပါက like follow subscribe လေးလုပ်သွားပေးပါအောင်ညာကျေးဇူးတင်ပါတယ်ခင်ဗျာ